မဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးထဲမှာကိုရာပန်ကောက်ကိုအလဲသွားတဲ့အချိန်တော့ရန်ကုန်လေစိတ်ကနေထိုင်းနိုင်ငံတူဝနာဘူမီလေစိတ်ရောက်တဲ့အထိဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံလေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။ကိုရာနဲ့အတူတူဗီဒီယိုကိုဆုံးထိလိုက်ကြည့်ပေးခဲ့ကြပါဦးနော်။ရဲအခုဆိုရင်တော့ရန်ကုန်လေစိတ်ကို ရောက်ပါပြီရှင်။ လေးစိတ်ကိုရောက်ပြီဆိုတာနဲ့ပထမဆုံးကိုဖြတ်ထားတဲ့လေရင်ရဲ့လက်မှတ်ကောင်နာကိုတွားပြီး boarding pass ထုတ်ရပါမယ်။ boarding pass ထုတ်ပြီးရဆက်လီကားနဲ့အပေါ်တက်ပြီးတော့ security check နဲ့ immigration ဖြတ်ရပါမယ်။လိုအပ်တဲ့စာရဲစာတမ်းတွေကတော့ boarding pass ရဲ့ hotel booking အပြန်လက်မှတ် passport ကိုတိကျလေးပြင်ဆင်ထားဖို့လိုပါတယ်။မိခွန်းတွေဖြည့်ဖို့အတွက်ကိုလည်းတိကျလေးပြင်ဆင်ထားဖို့လိုပါမယ်ရှင်။ immigration ဖြတ်ပြီးပြီဆိုတာနဲ့နောက်တလွာကိုတက်ပြီးတော့လေရင်လက်မှတ်မှာပါတဲ့ဂိတ်နံပါတ်ကိုတွားပြီး လေရင်ထွက်မဲ့အချိန်ကိုစောင့်ဆိုင်းရုံပါပဲရှင်ဒါကတော့လေရင်မထွက်ခင်ကိုရာတို့စောင့်ဆိုင်နေတဲ့ချိန်တော့ဖြစ်ပါတယ်။နောက်ကလေရင်လေးကတော့ကိုရာတို့စီမဲ့လေရင်လေးပါရှင်။ 说看起来像爱玩的女生，以为我的坦然，感觉你会无人。ဒီရင်ကောင်နာကနေလရင်တက်လို့ရပြီလို့ခေါ်တာနဲ့ရှောက်လန်းကနေတဆက်လရင်ထဲကိုဝင်လို့ရပါပြီ။ထိုင်ကုန်လေးတွေရွေးချင်နေဆိုရင်ပိုနီဘတ်ကောင်တာမှာကိုလိုချင်တဲ့နေရာကိုပြောခဲလို့ရပါတယ်။ကိုကပရင်ပေါက်ပြီးမှထိုင်ချင်တာလားရှောက်လန်းမှာထိုင်ချင်တာလားရွေးလို့ရပါတယ်။ကိုရာကတော့ view လေးတွေကြည့်ချင်လို့ပရင်ပေါက်ပြီးလေးမှာနေရာယူခဲ့ပါတယ်ရှင်။ ကဲ55မိနစ်ကြာပြီးတဲ့နောက်မှာတော့ဘန်ကောက်ကသူ့အနာပူမီလေးစိတ်ကိုဆင်သက်ပါပြီလီဘောကနေစင်နာနဲ့လေးစိတ်ခြေကိုဝင်းတဲ့ရှောက်လန်းလေးမှာကိုယ့်ရဲ့ luggage ကိုပြန်မထုတ်လို့ရမလဲဆိုတာရှောက်လန်းက TV screen လေးမှာပြသထားပါဗျ။ကိုရာတို့ကတော့ counter 15မှာ luggage လေးကိုထုတ်ရပါမယ်။ လိစိတ်သေးကိုရောက်ပြီဆိုတာနဲ့လမ်းညွှန်ဆိုင်ပုတ်လေးတွေကိုတရားကြည့်ပြီးတော့တွားရပါမယ်။ကိုရာတို့ကတော့ immigration ဖြတ်ဖို့အတွက် arrival လို့ပြထားတဲ့လမ်းညွှန်ဆိုင်ပုတ်လေးတွေအတိုင်းတွားခဲ့ပါတယ်။ရှောက်လန်းရဲ့ဘယ်ညာအပေါ်ဘက်တွေမှာဆိုင်ပုတ်လေးတွေအတိုင်းလိုက်တွားရုံပါပဲ။ Thai immigration ဖြတ်ဖို့လိုအပ်တာတွေကတော့ passport, TDAC, hotel booking အပြန်လည်မှတ်တို့ဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုမသွားခင်၃ရက်ကြိုတင်ပြီးတော့ online ကနေ TDAC form လေးကိုကြိုဖြည့်ထားဖို့လိုပါမယ်။ ကိုကထိုင်းစစ်ကမဝဲရသေးလို့အင်တာနက်သုံးလို့မရသေးဘူးဆိုရင်လေးစိတ်ကား wifi နေမှာကို့ချီမီအကောင့်နဲ့ passport number ကိုရိုက်ပြီးတော့တနာရီလောက်သုံးလို့ရပါတယ်။ immigration ဖြတ်ပြီးပြီဆိုတာနဲ့ကိုရဲ့ luggage ကိုထိုးယူပြီးထိုင်းနိုင်ငံထဲကိုစတင်လည်ပတ်လို့ရပါပြီရှင်။ဒါကတော့ကိုရရဲ့ dream job လည်းဖြစ်ပြီးတော့သဘောကျရတဲ့ Emirates ကလေယာဉ်မဲလေးနဲ့တွေ့လို့ပုံလေးရိုက်ခဲ့ပါရတယ်။ ကဲလေဆိပ်ကနေဘန်ကောက်မြို့ထဲကိုတက္ကစီ ferry bus တွေနဲ့သွားလို့ရတယ်လို့ airport railing လို့ခေါ်တဲ့ sky train နဲ့လည်းသွားလို့ရပါတယ်ရှင်။ကိုရာတို့ကတော့လေဆိပ်ကနေ sky train နဲ့သွားခဲ့ပါတယ်။ sky train ကိုဘယ်လိုစီးရတယ်ဆိုတဲ့အတွေ့အကြုံလေးကိုနောက် video လေးမှာပြောပြပေးသွားပါမယ်နော်။အဆုံးထိ like ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက် video တွေကိုဆက်ကြည့်ဖို့အတွက် like နဲ့ subscribe လေးလုပ်ပေးခဲ့ပါဦးနော်။တိကျနာလေးတွေရှိရင်လည်း comment မှာမေးမြန်းခဲ့လို့ရပါတယ်ရှင်။